အစင်တန်းရှိတဲ့အောင်ယဉ်ကျေးတဲ့အောင်နဲ့မတိတာပဲမဲ့သူထန်နေတဲ့သူရင်းနဲ့ဆက်ဆံတဲ့အခါမှာတော့လူတယောက်ရဲ့အတွင်းစိတ်ကပေါ်လာတတ်ပါတယ်။လောကမှာပါဝါတွေကမျိုးမျိုးရှိနိုင်တယ်။ယာတုအာနာငွေကြီးနာမည်ကျော်ကြားမှုခွန်အားလုပ်ပိုင်ခွင့်ပညာအသက်အရွယ်စသဖြင့်တယောက်နဲ့တယောက်ပါဝါတွေမတူကြဘူး။တူအောင်လည်းဘလို့မှလိမ့်ညီလို့မရအောင်ဒီလိုတယောက်နဲ့တယောက်ပါဝါတွေမတူကြတဲ့အခါလူတွေကကိုယ်မှရှိတဲ့ပါဝါကိုအလွဲသုံးလာကြတယ် ကိုမို့လို့အသားစီးလေးမရလိုက်နဲ့စိတ်တိုင်းကြအနိုင်ယူကြရတယ်။ကိုထန်နေတဲ့သူတွေကိုအနိုင်ကျင့်ထားတဲ့သူဟာသူ့ကိုယ်သူလေးစားမှုပျောက်ဆုံးသွားတယ်။အဲ့ဒီအတွက်သူထင်မြင်တဲ့သူတွေရှိမှဆိုရင်ဒုထောက်ဖို့လည်းဝန်မလေးတော့ဒီလိုနဲ့အထက်ပါအောက်ပြီးတန်ညာလဲလာတယ်။လူတယောက်ရဲ့အစဉ်တန်းကိုသိချင်ရင်သူထင်နေပါတဲ့သူတွေကို သူဘယ်လိုဆက်ဆံတယ်လဲဆိုတာကိုကြည့်ရတယ်တဲ့။လူတယောက်အစဉ်တန်းမြင့်မြင့်ကိုသူပါဝတ်ထားတယ်။သူဘလောက်ချမ်းသာတယ်။သူဘာခွက်တွေရထားတယ်။ သူကင်ထားတဲ့ဖုန်းကဘာလဲဆိုတာတွေကမပြောပြနိုင်သူထက်နေပါတဲ့သူတွေပေါ်သူဘယ်လိုဆက်ဆံတယ်လဲဆိုတာကပဲဖော်ပြပေးနိုင်တယ်ကျွန်တော်တို့ရဲ့ဘဝမှာကိုထင်မြင်တဲ့သူတွေကိုမဖားဘူးပါဘူးဆိုတော့မပြုံးချင်ပဲပြုံးပြရတာတွေမကောင်းတယ်လို့အလိုက်အထိုက်ဆက်ဆံနေရတာတွေရှိကောင်းရှိနိုင်ပါတယ်ကိစ္စမရှိပါဘူးဒါပေမဲ့ကိုထက်နေပါတဲ့သူရဲ့ပုံမှာတော့တစ်ဖက်တည်းအနိုင်မယူမိဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ ဲ့ဒါကျွန်တော်တို့အစဉ်အတိုင်းဘလောက်မြင့်တယ်လဲဆိုတာကိုပြသနိုင်မယ့်အချက်တစ်ချက်ဖြစ်လို့ပါပဲဒေါက်တာဖြိုတီဟာ